မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစီရှင်18ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏၄ချောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ခါထောက်ပို့မှုမတမ်းများကိုကျမတို့ဝေဟင်ချန်နယ်မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်ငဖဲမြို့နယ်တနရာတို့မကွေးလေတပ်နှင့်နေပြည်တော်လေတပ်မှတပ်တော်ချက်ဖိုက်တာနှစ်စီးဖြင့်မနက်9:40မိနစ် ည7:38နာရီ38မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတပ်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေရင်နစီဖြင့်မနက်9:00နာရီ10မိနစ်7:38နာရီ18မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းလဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နတ်ဆိုင်မြို့နယ်တနီယာတို့တရက်ဦးလေတပ်မှတပ်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်၈နာရီ၁၀မိနစ်၈နာရီ၁၂မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နံပါတူမြို့နယ်တနရာသို့တရက်ဦးလေးတက်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်8:25မိနစ်၊8:28မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။အရတော်မြို့နယ်တနရာသို့တရက်ဦးလေးတက်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်10:44မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ိုက်ထိုမြို့နယ်တနရာတို့မော်ဘီလီတက်မှတက်သော jet fighter တစ်စီးဖြင့်မနက်10:40မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မပိမြို့နယ်တနရာတို့ဒရက်အိုးလေးတက်မှတက်သော jet fighter နှစ်စီးဖြင့်ညနေ6:00မိနစ်6:00 3မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။18ရက်10လ2025ရက်နေ့တွင် အကြဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလီတက်နေပြီးတော့ မကွေမော်ဘီလီတန်များမှဂျက်ဖိုက်တာဝိုင်တွဲနဲ့ဂျိုင်ရိုကော့ပတာများပြန်တက်မှုအကြိမ်ရေ58ချိန်ခန့်ရှိခဲ့ပြီးသခိုင်းတိုင်းမွန်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု12ချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအငြင်းများမှကောက်ကင်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိ တက်ဆိုင်ရာတော်လိုင်းရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလိုစွာအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေးချောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းတည်သတင်းနှင့်လေးချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝီဟင်းစကော့ဘော့တို့ဆက်သွယ်တဲ့ပို့ပေးကြပါရန်မြစ်တရရခံအပ်ပါတယ်ရှင်။ယခုကဲတော့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝီဟင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။